လောကလုံးဥစဉ်ကတတိပေးကျင်တာနော်ကိုယ်စိတ်ကလေးတွေကိုဒီရရှိငြိမ်းချမ်းအောင် ကြည်လင်အောင်တန့်ရှင်းအောင်နော်အဲ့တော့ဘဝနေထိုင်မှုပုံစံတွေလည်းပြောင်းရတော့မယ်ပြောင်းတဲ့အခါမှာမေတ္တာစိတ်တွေကရုဏာစိတ်တွေကောင်းသောစိတ်တွေသာကိုယ်တဏ္ဍာမှာလွှမ်းခြုံနေရမယ်နော်ကောင်းသောစိတ်ကလေးတွေပဲအမြဲတမ်းမွေးမြူပြီးနေမယ်ဒါလောကကြီးနော်လောကုတ္တရာကြီးကြတော့တို့ကပြန်ကြည့်စမ်း ဒီယုတ်ဒီနံဒီခန္ဓာကြီးရထားရင်ဒီဘေးတွေဟာတို့ပြေးလို့လွတ်သလားမလွတ်ပါဘူးဗျာမလွတ်ဘူးနော်အခုဒီကပ်ဘေးနေနဲ့တို့ကြုံနေရတာဘာရထားလို့ခန္ဓာရထားလို့လာပြီလာပြီပြန်ချုပ်ပြီနော်တရားအလုံးချုပ်တော့မယ်နော်ဒီဝုခန္ဓာဝုကောင်ကြီးရထားလို့ဟမ်အဲ့တော့ဒီယုတ်လောကနံလောကယုတ်နံကြီးရထားတဲ့အတွက်ယုတ်နံနဲ့သက်ဆိုင်တာတွေမကြုံအောင်လားအဲ့တော့ဒီယုံ난ရနေတိုင်းရနေတိုင်းမှာဘလောက်စိတ်ကောင်းရှိရှိเนาะဘလောက်စေတနာကောင်းရှိရှိ ဟောအခုတလောကလုံးပြတ်တော့ကိုလည်းအပြတ်ထဲမပါရဘူးလားတလောကလုံးဆိုးတော့ကိုလည်းအဆိုးထဲမပါရဘူးလားအဲဒါဖြင့်အဲ့လိုပြေးမလွတ်တာဘာရလို့ခန္ဓာရလို့ဘာရလို့အဲ့တော့ဒီကတ်တွေဒီဘေးတွေနောက်ဘယ်နှခါလောက်များကြုံကျင်သေးလဲဟမ်ဟိုမသွားရဒီမလာရဟိုမပြောရဒီမဆိုးရနဲ့ဘယ်လောက်များကြံကြနေကျင်သေးလို့နဲနေကျင်တော့ဘူးနော်ဒါဖြင့်မနေကျင်ဘာမှရှိမှာခန္ဓာမရှိပါဟောအဖြစ်ရတာပဲဟမ် ခန္ဓာရနေသေးရင်ဒီဒုက္ခတွေရနေမှာပဲခန္ဓာမရှိရင်ဒုက္ခမရှိတော့ဟုတ်ပြီနော်အဲ့တော့အလုံးစုံလွတ်မြောက်ရင်းရကိုယ်စိတ်ကိုဝိပဿနာဉာဏ်နဲ့ယုတ်ဓမ္မနန္ဓမ္မဟောတကယ်တော့တကယ်ရှိတာယုတ်တရားနဲ့နန္ဓရားခုနမေးခဲ့ပြီပြန်မေးမယ်အခုတရားလာနာကြတာဘယ်သူတွေတော့ယုံနံတရားတွေယုံနံတရားတွေသူတွေငါတွေမဟုတ်ဘူးနော်အဖွားတွေအတော်တွေမျိုးတွေမဟုတ်ဘူးဟမ်အခုတရားဟောနေတာဘယ်သူတို့ယုံနံကြီးပဲတော့ဥသူမင်္ဂလာဆိုတာအခေါ် တကယ်ရှိရာယုတ်တရားနဲ့နန္တရားဒီယုတ်နန္ဒီဟာတဲ့ဘသူကြောင့်ဖြစ်တာလဲလို့ပြီးတော့အကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားပါလေပါလေအကြောင်းရှိရင်အကျိုးရှိတယ်အကြောင်းမရှိရင်ကျိုးမရှိဒီယုတ်နန္ဒီတွေငါတို့ငါတို့တွေဒီဒီဒီဘဝဒီခန္ဓာဒီဝတ်ကြီးတွေ ਨੇ ဘယ်တော့မှငါတို့တွေဆုတ်ခွာသွားရမှာလဲလို့မေးအကြောင်းကုံရင်ဟမ်ဟုတ်ကလားအကြောင်းကုံရင်ဘာကုံသွားမှာအကျိုးကုံသွားမှာဗျဟုတ်ကလား ဘာဖြစ်လဲအဲ့တော့အဲ့အကြောင်းအကျိုးကိုအောင်ကိုယ်စိတ်ကိုဝိပဿနာဉာဏ်နဲ့ထိန်းចောင်းထားလိုက်တော့ဟော လောဘစိတ်ကောမြဲလားမြဲပါဘူးဒေါသစိတ်ကောမြဲလားမြဲပါဘူးဟောဝိပဿနာဉာဏ်ကြီးသာသွင်းလိုက်စမ်းသွင်းလိုက်ပြီဆိုတော့ယုတ်တရားနံတရားအားလုံးကဖြစ်ပြီးရင်ပြတ်နေတာအဲ့တော့လောဘစိတ်ဒေါသစိတ်တွေလည်းဖြစ်ပြီးရင်ပြတ်ပါတယ်အဲ့တော့ဘာစိတ်ပေါ်ပေါ်ဖြစ်ပြီးတော့ပြတ်ပါတယ်ဘာသစ္စာလဲဟောဒီစိတ်ကဒုက္ခသစ္စာပဲလို့တက်တက်ဖဲလို့သိထားရင်ဒီပုံမှာလိုချင်သေးလား ဒုက္ခဆိုတာဆင်းရဲတာသစ္စာဆိုတာအမှန်လေအဲ့တော့ဆင်းရဲတာအမှန်လို့သိထားရင်ဒီဆင်းရဲမျိုးလိုချင်ဦးမလားမလိုချင်ရင်သမှုရိယသေးပြီဟောပါတယ်ပါတယ်အေးအခုကလိုချင်နေလို့ရနေတာဟုတ်ဟင်အခုခန္ဓာတွေမြောက်မျိုးစုံရနေတာအမလီအတောင်လေးနဲ့ဆိုကောင်းပါပဲအရင်အယောင်လေးနဲ့ဆိုကောင်းပါပဲအတောင်လေးဖြစ်လိုက်အယောင်လေးဖြစ်လိုက်ဟင်အဲ့ဒီကနေမှအမလီမျိုးစုံမျိုးစုံအစားအသောက်တွေပိုးလောက်လန်းနေစားရတဲ့ဘဝမစင်စားရတဲ့ဘဝဟင်ဟင်ဟုတ်လား အဲ့ဒါဒီကဒီစိတ်တွေကအများအားတောင်းတလိုချင်နေတော့လိုချင်တဲ့ဘဝတွေမရဘူးလားမရပါဘူးအဲ့တော့တကယ်တော့ယုံ난ခန္ဓာမှန်သမျှပါသစ္စာဒုက္ခပါဘူးဒါဖြင့်ဒီဒုက္ခသစ္စာမျိုးလိုချင်သေးလားမလိုချင်ဘူးဆိုရင်သမှုရိယသိပြီသမှုရိယသိရင်နောင်ဒုက္ခမလာတော့ဟုတ်ပြီလားအဲ့တော့ကိုဗစ်ကယောဂါကြီးဘလောက်ဆိုးဆိုးနော်လောကကြီးဘလောက်ပျက်စီးပျက်စီးကိုယ်စိတ်မပျက်စီးသေးသေးရေကိုယ်လောကမပျက်စီးသေးဘူးနော်ကိုယ်စိတ်ကောင်းနေသေးသေးရေလောကကြီးကောင်းနေတယ် နော်ကိုလောကကိုကောင်းအောင်နေလို့မရဘူးလားမရပါဘူးကိုလောကကိုလွတ်မြောက်အောင်နေလို့မရဘူးလားမရပါဘူးဒါကလောကနေနီးနော်လွတ်မြောက်နီးကစိတ်စေတနာမှန်သမျှဟာဖြစ်ပြီးရင်ပြည့်တာဘာစိတ်ပေါ်ပေါ်ဖြစ်ပြီးတော့ဝိပဿနာဉာဏ်လေးနဲ့သွားလောကမှာဘယ်တရားမြဲတော့ဘယ်တရားမှမမြဲဘူးဘယ်တရားကိုပိုင်တော့မဟုတ်တယ်နော်အခုကုသိုလ်တွေလှုပ်ထားတဲ့ကိုကုကိုကုသိုလ်ကိုပိုင်လားပိုင်ပါဘူးဗျဟမ်အခုခင်ဗျားတို့ကုသိုလ်တွေတရားနာထားတာတရားနာတဲ့ကုသိုလ်ဆိုတာမဟာကုသိုလ်တွေသိကောင်းတာ အဲ့ကုသိုလ်တွေအခုနေချင်းညချင်းအကျိုးပေးစမ်းပါလို့ပြောလို့မရဘူးမပိုင်လို့ပေါ့ဟမ်ပိုင်ရင်တော့ကုသိုလ်တွေလို့ကုသိုလ်တွေချက်ချင်းအကျိုးပေးဆိုမလောက်ကောင်းနော်အခုအဲ့လိုလုပ်လို့ရလားဒါဖြင့်ကံလည်းကိုမပိုင်နော်အဲ့တော့အခုကိုပိုင်နိုင်တာကိုစိတ်ပဲနဲကိုစိတ်ကိုလွတ်မြောက်အောင်နေနိုင်ရင်လွတ်မြောက်ကြတယ်ဗျာဆင်းရဲတာနဲ့လည်းမဆိုင်ဘူးချမ်းသာတာနဲ့လည်းမဆိုင်ဟုတ်ကလားຢາရူးကြီးတာနဲ့လည်းမဆိုင်ဘူးမကြီးတာနဲ့လည်းမဆိုင်ဘူးဟုတ်ကလားအဲ့တော့စိတ်လွတ်အောင်နေလို့မရဘူးလား အေးအဲ့တော့ဘယ်စိတ်ဒီမြဲသလိုအေးဒါပဲအဲ့တော့အနစ်ချုပ်နော်အဲ့တော့ဒီနေ့အားလုံးရှေ့မှာပြောလိုက်တာသုံးချက်ပဲစိတ်ဆန်းကျယ်လို့ကံဆန်းကျယ်တယ်ကံဆန်းကျယ်လို့အကျိုးပေးဆန်းကျယ်အဲ့တော့ဒီအကျိုးပေးတွေအားလုံးရဲ့လက်တည်တရားခံဟာဒီစိတ်ပဲလို့ဒီနေ့အားလုံးမသိရဘူးလားသိရပါဘူးအဲမြတ်စွာဘုရားကိုမေးလိုက်တာဒါပဲအဲ့တော့နောက်ဆုံးဒီယဟန်လေးကပြောလိုက်တယ်အရှင်ဘုရားတဲ့ဘ ഹു တုတ္တပြေဝပြီးတရားဆောင်တဲ့လူဆိုတာဘယ်လိုမျိုးလို့တဲ့ နော်စတုတ်ကနိဗ္ဗာန်ဆိုလေးချက်ပေါ့ဗျာရှေ့က3ချက်လောကကြီးကိုဘုသူဆောင်းတာလဲလောကကြီးကဘုသူနောက်လိုက်နေရတယ်လောကကဘုသူအလိုလိုက်နေရတာလဲဆိုတော့3ချက်ပြီးသွားပြီအဲ့ဒါအားလုံးရဲ့အဖြေကတခုတည်းပဲစိတ်အားလုံးသိတယ်နော်နောက်တစ်ချက်ကပါလဲဆိုတော့ဘုသူတပြည့်စုံပြီးတော့တရားဆောင်းနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့အခုကတော့တရားနဲ့နေမှအေးချမ်းပါဘူးဗျာနော်အဲ့တော့ဘုသူတဆိုတာအခုငါတို့ကြားဝူထားပြီငါတို့ရှိတာယုတ်တရားနဲ့နန္တရားအဲ့ဒါမှတ်ထားအဲ့ဒါဘုသူတဟမ်ဒီယုံနိုင်ကြီးကဘာသစ္စာလဲ အောင်းမလေးအဲ့ဒါဘဝသူဒ္ဓပုဂ္ဂိုလ်တွေနော်ဘဝသူဒ္ဓပြည့်စုံနေပြီးသားပုဂ္ဂိုလ်တွေအဲ့ဒီပြည့်စုံနေတဲ့တရားကိုကိုယ်တိုင်မမေ့မလျော့ဆောင်ထားရင်ဒါတရားဆောင်လို့ဖြစ်တာပဲနော်အဲ့တော့တရားအဝေးကြီးသွားစရာရှာစရာမလိုဘူးနော်ကိုယ်ယုတ်ကိုယ်နံကိုကြည့်လိုက်ဘာသစ္စာကြီးတော့မြဲတဲ့တရားလားမမြဲတဲ့တရားလားကိုယ်ပိုင်တဲ့တရားလားမပိုင်တဲ့တရားလားဒါလေးမပြတ်နှလုံးသွင်းနေရင်ဒါတရားဆောင်သူပဲကွာ ငါဖះဟောကြတယ်တဲ့တုတ်တွေဂေရတွေဝေယကရဏတွေဥဒန်းတွေပါဠိတော်တွေမျိုးစုံရှိပါတယ်တဲ့အဲ့ဒီမျိုးစုံတွေကတဂါထာတပုတ်ကလေးပဲနာဘူးပါတဲ့အဲ့ဒါဘုသူဒ္ဓပုဂ္ဂိုလ်ဖြစ်ပါတယ်တဲ့အဲ့ဒီနာဘူးတဲ့တရားတပုတ်ကလေးကိုဆောင်ထားရင်တရားဆောင်သူဖြစ်ပါတယ်တဲ့ကဲတရားဆောင်ရင်ဒီစိတ်ငြင်းကြမ်းနိုင်မငြင်းကြမ်းနိုင်ငြင်းကြမ်းပါဘူးအဲ့တော့ဒီစိတ်ကိုတို့ကတရားနဲ့ထုံမှန်းထားမှဒါလည်းရင်နော်ငြင်းကြမ်းတဲ့လောကตายရတဲ့လောကလွတ်မြောက်တဲ့ နော်လောကပိုင်ရှင်တွေဖြစ်မယ်ဟုတ်ပြီလားကိုယ်စိတ်ကို ပြုပြင်ထင်းကြောင်းတာထက်ကောင်းတဲ့တရားလောကမှာမရှိပါဘူးအေးအဲ့တော့ဒီနေ့အကောင်းဆုံးတရားပေးလိုက်ပြီဟုတ်ပြီနော်အဲ့တော့စိတ်သာကောင်းအောင်လုပ်နိုင်ရင်လောကကြီးကောင်းတယ်အဲ့တော့စိတ်ဒီပြင်မရတဲ့တရားလားပြင်ရတဲ့တရားလားမပြင်ပဲကောင်းမဲ့တရားလားပြင်မှကောင်းမဲ့တရားလားအဲ့ဒါလေးလည်းမှတ်ထားဦးနော်စိတ်လို့ပြောရတာကတူကလက်တယ်တရားခံဖြစ်နေရတကယ်တော့စိတ်ဆိုတာစိတ်ကတူကသူ့နေတာနောက်ကစေတသိက်တွေ နော်စေတသိက်မှာသတိပညာစေတသိက်တန်တာနဲ့သာနေနော်တတိထာဝရိယဆိုင်ပညာနဲ့သာကြည့်ပြီးနေနိုင်ရင်ဒီကပ်ဘေးအလုံးကလွတ်ပါပြီဟုတ်ပြီလားအဲ့တော့ဒီခန္ဓာချုပ်ငြိမ်ရုပ်သိမ်း၍နော်အရိယသစ္စာမှန်ကိုမျက်မှောက်ပြုအောင်ကဲအာယုံပြုပြီးတော့လိုက်ဖြည့်လိုက်ဆမ်းပါဒီယုတ်နံခန္ဓာပါသစ္စာဟုတ်ပြီသိတဲ့ဉာဏ်ကမေဃသစ္စာမေဃသစ္စာလာတော့လောဘဒေါသမောဟတွေလာသေးလား မကောင်းတဲ့စိတ်စေတသိက်တွေလာအောင်မလားမလာရင်သေတာကသမုဒိယသစ္စာသမုဒိယသေးပြီဆိုတော့အကြောင်းသေးပြီဆိုမှတော့အကျိုးလာအောင်မလားနောင်အကျိုးခန္ဓာမလာတာကနိရောဓသစ္စာအေးအဲ့ဒီသစ္စာလေးချက်ကိုကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်တပြိုင်တည်းစိုက်စိုက်မက်ဆိုင်ဖို့ဝင်နိဗ္ဗာန်မြင်နိုင်ကြပြီးသကာလဒီဘဝဒီခန္ဓာဟောဒီကပ်ပြီးဒုက္ခနေကကနေပြီးတော့အပီးတိုင်လွတ်မြောက်ရာနိဗ္ဗာန်ကို ဝင်ဆံနိုင်တဲ့ပုဂ္ဂိုလ်တို့များဖြစ်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ဒီနေ့เนาะဩဝါဒတရားဤကုန်းချုပ်ကြစို့